ကျွန်တော်ကိုနော်ကျွန်တော် THA ကို မြဲအားပေးကြတဲ့ဒေဇာရပါတော့ချစ်မိတ်ဆွေ အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ထွက်မဲ့တောင်းလုံးချက်ကနလက်တွက်ဆိုင်ကလေးကျွန်တော်ဆွဲပြပေးမှဖြစ်ပါတယ် ဲ့ဒီ letter cycle ကိုမဆွဲပြခင်ပေါ့နော်အခုကျွန်တော်ပြထားတဲ့တပတ်စာမွေကနန်တကွက်ကောင်းကက်ကလေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေဟောင်းမိတ်ဆွေအစ်တင်များကိုမိတ်ဆက်ပေးခြင်းပါတယ်ပြီးတဲ့ပြီးခဲ့တဲ့အပတ်ကတော့လွှဲချော်မှု ရှိခဲ့ပါတယ်ကျွန်တော်က၈၃ညပေးတာပေါ့နော်ထွက်တာက 53 power chain ထွက်သွားတာပေါ့နော်53ဆိုပြီးတော့ power chain ထွက်သွားတယ် Okay ပါအခု3ရက်17လ2025နေ့9ရက်17လ2025အထိတပတ်စာစာတူရှယ်မွေတကွက်ကောင်းကက်ခရီးယားရတဲ့မွေကနေတကောက်ကဘယ်လိုရလဲဆိုလို့ရှိရင်သူက site က2 site ပေါ့နော် site က2 site မှာ တဏီယာထဲမှာပေါ့နော်ပထမပင်ဒုတိယပင်တတိယပင်တပင်နှစ်ပင်သုံးပင်ပေါ့ဗျာနော်အဲ့တော့ပထမပင်မှာလည်းဒီမွေးနှံ site နှစ် site ပေါ့နော်ပထမပင်မှာလည်းရတဲ့ကဏ္ဍအတူတူပဲဒုတိယပင်မှာလည်းဒီ site နှစ် site ကရတဲ့ကဏ္ဍအတူတူပဲတတိယပင်မှာလည်းဒီ site နှစ် site ကရတဲ့ကဏ္ဍအတူတူပဲဖြစ်ပါတယ်တားတယ်ပေါ့နော်အဲ့တော့ဒီတကားဟိုကျွန်တော်ရဲ့မိတ်ဆွေဟောမိတ်ဆွေအစ်တင်များအနေနဲ့ စိုက်ကြည့်တတ်တယ်ဆိုရင်ပေါ့နော်စိုက်အဲယူမယ်ဆိုရင်ပေါ့နော်ဒီမွေးကနန်းတော့ကောက်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ရေမိတ်ဆွေဟောင်းမိတ်ဆွေအတများကအဲစိုက်ကြည့်တတ်တယ်ဆိုလို့ရှိရင်စိုက်ကြည့်ပြီးတော့အကြိုက်တွေ့ရင် များများထိုးတင်များများထိုးခြင်းထိုးလို့ရအောင်စိုက်ကလေးပြပေးပါဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ပတ်နော်ဒီတစ်ပတ်မှာဒီအခုပြထားတဲ့မွေးကနန်း တကွက်ကောင်း site လေးကိုကျွန်တော် Viber နဲ့ Telegram နဲ့ site ပါပို့ပေးမယ်เนาะ site ပါပြပေးမယ်เนาะ site site ပို့ပေးပါ site ပြပေးပါလို့တော့ပြောပါเนาะ Viber နဲ့ Telegram နဲ့ပြောပါအဲကျွန်တော်ဒီတစ်ပတ်ကျွန်တော်တကယ်လှလို့ပေါ့เนาะကျွန်တော် site ပါပို့ပေးမယ်เนาะ message လို့များများထိုးခြင်းထိုးလို့ရအောင်ပေါ့เนาะ site ကြည့်ပြီးတော့ site ပါပို့ပေးမယ်เนาะနေပြောရလို့ကသူက ဒီ site နှစ် site ရှိရဒီတကွက်ရတာပေါ့နော်ဒီတကွက်က site နှစ် site ခုကျွန်တော်ထုတ်ထားတဲ့ကက်ကကထဲကမွေးကနေတကွက်ကောင်က site ကနှစ် site အဲ့ဒီနှစ် site မှာပထမပင်ဒုတိယပင်တတိယပင်ဆိုပြီးရရှိရပထမပင်မှာလည်းဒီ site နှစ် site ကရတဲ့ကဏ္ဍအတူတူပဲဒုတိယပင်မှာလည်းဒီ site နှစ် site ကရတဲ့ကဏ္ဍအတူတူပဲတတိယပင်မှာလည်းဒီ site နှစ် site ကရတဲ့ကဏ္ဍအတူတူပဲဖြစ်ပါတယ်နော်အဲ့တော့တော်တော်လေးကောင်းတယ်မင်းဒီတကွက်ဒီတစ်ပတ် โอเคပါကျွန်တော်ဒီမွေးကနန်းကတ်တင်တဲ့အခါမှာစာရေးစာရေးပြီးတဲ့တင်တယ်ပေါ့နော်ကတ်အစားပြန်ပေးတာမတော်တဆလွဲချုံဖြစ်ခဲ့ရင်ကတ်အစားပြန်ပေးတာမရှိဘူးပေါ့နော်ခုကတ်အစားပြန်မပေးဘူးလားပြန်မပေးဘူးလားနဲ့မင်းနေကြလို့ပေါ့နော်ကျွန်တော်စရတဲ့အကြံတခါတည်းအပေါ်မှာစာရေးပြီးတော့မှတင်ထားတယ်ပေါ့နော်ကတ်အစားပေးခြင်းမရှိဘူးဆိုတာပေါ့နော်ကတ်အစားမပေးဘူးဆိုတာတခါတည်းရေးပြီးမှတင်ထားတယ် ဘာလို့လဲဆိုရင်ကျွန်တော်မများတဲ့ကျွန်တော်မိတ်ဆွေတွေယူရှင်နဲ့မိတ်ဆွေတွေယူလို့ရအောင်ကျွန်တော်ဒီဒီပုံမှန်ဈေးနဲ့ကျွန်တော်ကြာပြီเนาะကြာပြီကျွန်တော်ပေးလာခဲ့တာပေါ့เนาะသူများပတ်တီတလုံးနဲ့ဟို2000 3000 4000နဲ့ပေးတယ်เนาะပြီးရင် break break တလုံးနဲ့ဟို2000 3000 4000နဲ့အဲ့လိုပေးတယ်ပေါ့เนาะကျွန်တော်က မြန်မာငွေเนาะမြန်မာငွေမများတဲ့ဈေးလေးနဲ့ယူယူကျင်တဲ့မိတ်ဆွေတိုင်းယူလို့ရအောင်ဒီဈေးနဲ့ပဲဆိုတော့ပုံမှန်ပေးနေတဲ့အတွက်ကြောင့်မတော်တဆရွေးချော်မှုဖြစ်ခင်ရင်လည်းကျွန်တော်အစာပြန်မပေးပါဘူးเนาะအစာပြန်မပေးပါဘူးကျွန်တော်အဲအကြောင်းတခါလေကြိုပြောထားပါတယ်เนาะโอเคပါခုကျွန်တော်ပြထားတဲ့အမွေကနန်းတကောကောင်းကိုကျွန်တော်ရဲ့ကျွန်တော်ရဲ့မိတ်ဆွေဟာမိတ်ဆွေအစ်တင်များစေဝင်စားလို့ယူခြင်းနဲ့ဆိုလို့ရှိရင် လာယူလို့ရပါပြီ။ဘယ်မှာလာယူရမလဲဆိုလို့ရှိရင်ယူနေရမိတ်ဆွေတွေကတော့ပြောစရာမလိုပါဘူးเนาะတကယ်တော့မိတ်ဆွေအစ်စ်တွေစိတ်ဝင်စားလို့ယူခြင်းနဲ့ဆိုလို့ရှိရင် Viber နဲ့ Telegram တွေလာယူလို့ရပါတယ်။ဖုန်းမဆေးရနေလဲလာယူလို့ရပါတယ်။ Viber နဲ့ Telegram တောင်းတဲ့ဖုန်းနံပါတ်ကဖုန်းနံပါတ်ကဒီကတ်မှာเนาะရေးထားတဲ့မွေးကန်းကတ်မှာရေးထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်။ပြီးရင် လွဲဖို့အတွက်လည်း WKB အကောင့်ဖုန်းနံပါတ်ကလည်းဒီမွေးကင်းနှံကက်ကဖုန်းနံပါတ်ပဲဖြစ်ပါတယ်နော်နာမည်အောင်ပါအမရေးပေးထားရနော်တန်သေးအောင်နော်အတန်ခုပြီးခဲ့ဘက်ကအရင်ဘက်တည်းကကျွန်တော်မွေးကင်းနှံကက်မှာ PHA လိုပဲရေးရပါတော့ PHA လိုပဲရေးရအခုတန်သေးအောင်ဆိုရေးရတော့အဲ့ဆရာဟုတ်လားဆရာအစ်စ်လားနဲ့တချို့မေးရရှိတယ်ပေါ့နော် DHA ဆိုတာကအတူခောက်ပေါ့နော်အတူအတူကောက်ပေါ့နော် DHA ဆိုတာအတူကောက်ကျွန်တော်ဒါတန်ထီအောင်ဆိုတာက ရှေပေါ့နော် THN တန်းအဲ့ဒါဟိုကျွန်တော်က T ဆိုပြီးတော့အတူကယူလာတာပေါ့နော်ပြီးရင် HTAYT เนาะတန်း T H ကို H ကိုယူလိုက်တာပေါ့နော် AUNG အောင်ကြတော့ A ကိုယူလိုက်တာပေါ့ THA အဲ့နိအဲ့ပြီးအရင်ဘက်တွေက THA ရေးပြီးပါခုတစ်ဘက်ပြောင်းထားလို့အတူထင်နေမှာဆိုလို့ပေါ့နော် တချို့ဆိုမေးရတယ်ပေါ့နော်ဒီကျွန်တော်ကနေတိုက်ဒီစိုင်းမဆွဲရနဲ့ဒီလိုကက်ကလေးနဲ့တင်တာပေါ့နော်အမှဘောင်မှာဘဏနာကြီးတွက်ဘဏရဲ့ဘဏလာဘဏနာကြီးတွက်ဆိုရေးထားတာရှိတယ်အဲ့တော့တချို့မွေးစီတွေလာမေးရဲ့အဆရာမွေးကနန်းကကဘဏကတ်တောင်ပေးရလဲပေါ့အမှရေးဆော်နာရောရေးပေးထားပါတယ်ပေါ့အဲ့ဒါနေတိုက်ပါပေါ့နော်မွေးကနန်းကတ်မဟုတ်ပါဘူးလို့ပြန်ဖြေရှင်းရတယ်ပေါ့နော်โอเคပါအခု ခုပြထားတဲ့မွေးကနန်းကက်ကလေးကိုယူမယ်ဆိုလို့ရှိရင်အခုကျွန်တော်စီမှာလာယူလို့ရပါပြီเนาะယူမယ်ဆိုလို့ရှိရင်เนาะမိတ်ဆွေအောင်မိတ်ဆွေအတင်းများနဲ့ယူမယ်ဆိုလို့ရှိရင် Viber နဲ့ Telegram နဲ့လာယူလို့ရပါတယ်ဖုန်းမဆေးရနေလည်းလာယူလို့ရပါတယ်เนาะ Viber နဲ့ Telegram တုံးတဲ့ဖုန်းနံပါတ်ကဒီမွေးကနန်းကက်မှာရေးထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်เนาะဝင်လွှဲရမယ့်အကောင့်ဖုန်းနံပါတ်ကလည်း Wave GB အကောင့်ဖုန်းနံပါတ်ကလည်းဒီကက်ကဖုန်းနံပါတ်ပဲဖြစ်ပါတယ်เนาะโอเคပါဒီနေ့ တရစတလာ2025မြစ်ထွက်မဲ့တောင်းလုံးခြေကနဒလီဒီလက်သက်ဆိုင်ကလေးကိုကျွန်တော်ဆွဲပြပေးမယ်ကျွန်တော်ချင်းမိတ်ဆွေများအကြိုက်တူတယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါနော်ဆိုင်ကဘလိုလဲဆိုရင်ဒီမှာခုကျွန်တော်ဆွဲလိုက်တဲ့အပြရန်အောင်ထဲမှာရှိတဲ့ကနန်းတောင်းလုံးကိုကျွန်တော်ပေါင်းလိုက်မယ်အပြရန်အောင်ထဲမှာဆိုလို့ရှိရင် ဆိုတော့ဒီအပြာရောင်ထဲမှာဆိုလို့ရှိရင်6ရက်4ရက်2ရက်ရှိပါတယ်เนาะအဲ့ဒီ6လေး2ကိုပေါင်းလိုက်ရင်15ဆိုတော့6လေး2ပေါင်းရင်15ဆိုတော့သူကဒီအောက်မှာရှိတဲ့အပြာရောင်ဒီအကွက်ထဲမှာရှိတဲ့ကဏ္ဍ၃လုံးပေါင်းခြင်းရတယ်နော်ရှင်းကားနဲ့ပေါင်းခြင်းရလဲ15ဖြစ်ပါတယ်အပေါ်က 6လေးနှစ်ပေါင်းရင်15ဖြစ်တဲ့အတွက်ကြောင့်အောက်မှာရှိတဲ့အပြာရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံး8 9နှစ်ပေါင်းခြင်းရတယ်15ဖြစ်ပါတယ်အဲ့တော့ပထမပင်ကကျွန်တော်တို့55 break ပေါ့နော်55 break ဒုတိယပင်ဆက်သွားမယ် ူရီယာဘန်လည်းဒီမှာဒီအပြတ်ရောင်ထဲမှာရှိတဲ့965ကိုကျွန်တော်ပေါင်းလိုက်မယ်เนาะဒီ965ကိုပေါင်းလိုက်လို့ရှိရင်16ပေါ့ဗျာเนาะ965ပေါင်းရင်16အဲ့တော့965ပေါင်းရင်16ဖြစ်တဲ့အတွက်ကြောင့်လေဒီအပြတ်ရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းခြင်းကလည်း16ပဲဖြစ်ပါတယ်เนาะဒီအပြတ်ရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးက646ကိုပေါင်းလိုက်ရင်16เนาะအဲ့တော့ဒီဒုတိယဘင်က666 break ပေါ့နော်ဒုတိယပင်ပြီးသွားပြီကျွန်တတိယပင်ဆက်သွားမယ်တတိယပင်ကိုလည်းဒီပထမပင်ဒုတိယပင်ပေးထားပေးထားတဲ့ပုံစံလေးတိုင်းမှာကျွန်တော်ယူလိုက်မယ်ဒီအပြတ်ရောင်ထဲမှာရှိတဲ့၄9ကျွန်တော်ပေါင်းလိုက်မယ်၄ရဲ့9ရဲ့9ရဲ့ပေါင်းလိုက်လို့ရှိရင်20ဖြစ်ပါတယ်20ဆိုတော့3ည3ညပါဗျာနော်အဲ၄9ကိုပေါင်းခြင်း 20 3ညဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်4ခွန်4ခွန်9ပေါင်းခြင်း3ညဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာရှိတဲ့အပြရာအောင်ကွက်ထက်မှာရှိတဲ့ကဏ္ဍ3လုံးပေါင်းခြင်းရတယ်3ညဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့3ညဖရိတ်နော်3ညဖရိတ်နော် ၄ခွန်၉ပေါင်းရင်၃ညဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းရင်ရတယ်၃ညဖြစ်ရမယ်ဆိုတော့၃ညဘရိတ်ပေါ့နော်ဘရိတ်က၃ညဘရိတ်ဒီမှာကျွန်တော်ထေးစီနဲ့အပိတ်ကလေးကျွန်တော်ပြပေးမယ်သိစီအပိတ်ကျွန်တော်ပြပေးမယ် ကျွန်တော်အစိမ်းရောင်အဝိုင်းလေး၃ဝိုင်းဝင်လိုက်မယ်။ဒီမှာအစိမ်းရောင်အဝိုင်း၃ဝိုင်းနော်။ဒီအစိမ်းရောင်အဝိုင်း၃ဝိုင်းကိုပေါင်းလိုက်မယ်။နှစ်နဲ့နှစ်နဲ့ပေါင်းရင်၄ဒီက၄နဲ့ထပ်ပေါင်းရင်၈နော်။အဲ့တော့နှစ်နှစ်၄ပေါင်းရင်၈ဖြစ်တဲ့အတွက်ကြောင့် တော့ဒီမှာရှစ်တိတ်စီနော်နှစ်နှစ်လေးပေါင်းရင်ရှစ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှစ်တိတ်စီနောက်တစ်ခုကဒီမှာပိုင်းအောင်ဝိုင်းတော့ဝိုင်းကျွန်တော်ဝိုင်းလိုက်မယ်၃ရဲ့ဒီမှာ6ရဲ့ ုံးရင်အဲ့ဒီ363ကိုကျွန်တော်ပေါင်းလိုက်မယ်363ကိုပေါင်းလိုက်ရင်12ရပါတယ်363တို့ပေါင်းတာ12ဆိုတော့ဒီမှာနှစ်ပိတ်ပါတယ်နော်နှစ်ပိတ်တယ် င်းတွေကို6မှာအဆင်ပြေမယ်ပေါ့နော်မြင်းမပြမရမယ်မှာအဆင်အောင်မြင်ပါနော် ခုနကအဝိုင်းအဝိုင်းထားတဲ့နေရာလေးပေါ့နှစ်နှစ်လေးကိုပေါင်းတာရှိဖြစ်တဲ့အတွက်ကြောင့်ရှိဖြစ်တဲ့အတွက်ကြောင့်ရှစ်ထိပ်စီပေါ့နော်ဒီနောက်ထပ်အပိုင်းရောင်ကြတော့သုံး6 3 6တော့ပေါင်းတော့7နှစ်ဆိုတော့နှစ်ပိတ်ပေါ့နော်အဒုတိယပြန်ဆက်တော့မယ်ဒုတိယပြန်လည်းဒီမှာဆင်းအောင်မြင်းလေး 2ရက်8ရက်6ရက်ပေါင်းလိုက်ရင်16ဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာ6တိစီဖြစ်ပါတယ်နော်2 8 6ကိုပေါင်းတာ16ဆိုတော့6တိစီ6တိစီပိတ်ကကြတော့ဒီမှာအပိုင်းအောင်နော်8ရက်9ရက်ပေါင်းရင်73ဒီ3နဲ့ဆက်ပေါင်းရင်16 16ဆိုတော့သူကဒီမှာ 6ပိတ်ပါတယ်နော်အဲဒါဒုတိယပင်ပြီးတော့တတိယပင်တတိယပင်လားပင်ကိုလည်းကျွန်တော်ပထမပင်နဲ့ဒုတိယပင်လိုပဲပေါ့နော်ဒီမှာအစင်းအောင်မြင်လေ6နဲ့9နဲ့ပေါင်းရင်15ဒီ6နဲ့ထပ်ပေါင်းရင်21 21ဆိုတော့ကျွန်တော်ကတိထိတ်စီဆိုပြီးတော့ယူလိုက်မယ်နော် တထိတ်စီနော်ပြီးရင်အပိတ်အပိတ်ကကြတော့သူကဒီမှာအပိုင်းအောင်နော်6နဲ့8နဲ့ပေါင်းရင်14ဒီအောက်က6နဲ့ထပ်ပေါင်းရင်20နော်6 68ပေါင်းရင်20ဖြစ်တဲ့အတွက်ကြောင့်3ညပဲနော်အဲ့တော့ကျွန်တော်ကဒီမှာ3ညအပိတ်ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ် အခုကျွန်တော်ဆွဲပြပေးတဲ့ site မှာဒီ site ထဲမှာမိတ်ဆွေတို့အလဲထိုင်ကိုမိတ်ဆွေတို့ကိုယ်တိုင် မြင်ခဲ့ရင်လည်းထည့်ပေါ့နော်ကျွန်တော်ကတော့အလဲတိုင်းမတွေ့ဘူးပေါ့နော်အလဲတိုင်းရှာတာမတွေ့ဘူးပေါ့နော်အလော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 ဆိုတော့မတွေ့ဘူးပေါ့တခြားရှာမယ်ဆိုတော့အလဲတိုင်းလည်းတွေ့မှထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဆွဲပြပေးတာကထေစီရဲ့အပိတ်ရဲ့ break ရဲ့ပေါ့နော် ဒီထေးစီရဲ့အပိတ်ရဲ့ break ရဲ့တွဲပြီးတော့မှအလဲတန်းကိုယူမယ်ပေါ့ဗျာနော်ထေးစီရဲ့ break ရဲ့အပိတ်ရဲ့တွဲပြီးတော့မှအလဲတန်းယူမယ်ဆိုလို့ရှိရင်အလဲကဘာဖြစ်မလဲကျွန်တော် break က၃ည break ဆိုတော့တော်တော်စီထေးစီရဲ့တဲ့အပိတ်က၃ညဆိုတော့၃ည break ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်၉ဆိုတဲ့ကဏ္ဍထဲမှာ၃ညဖြစ်မှာပေါ့နော်၉ဆိုတဲ့ကဏ္ဍထဲမှာ၃ညဖြစ်မယ်ဆိုတော့ကျွန်တော်၉ဆိုတဲ့ကဏ္ဍထဲလိုက်ပြီအဲ့တော့၁ရဲ့၉ရဲ့၃ညရဲ့ပေါင်းလိုက်ရင်၃ည break နော်ဘောက အပြိုင်အောင်နော်ပြိုင်အောင်တောင်းလိုက်ကလေးပေါ့နော်၄ခွန်ကိုပေါင်း၄ခွန်ကိုပေါင်းတာတုံညာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာလည်းကျွန်တော်တုံညာဖြစ်အောင်နော်ရတဲ့ထိတ်စီးကရတဲ့ထိတ်စီးနဲ့ရတဲ့ plate နဲ့ကြားထဲမှာတုံညာဖြစ်အောင်ကျွန်တော်ကိုယ်ဆိုတဲ့ကဏ္ဍလေးထည့်လိုက်တာဖြစ်ပါတယ်အဲကျွန်တော်ချင်းမေဆွေများနော်အကြိုက်တူလို့ထိုးခြင်းနဲ့ဆလို့ချင်းကန်ဆန်းခြင်းနဲ့ဆလို့ရှိရင်တိကုတုံညာဖြစ်ပါတယ်เนาะတိကုတုံညာအရန်အနေနဲ့ကတော့ နှစ်ကဒီနှစ်ကွက်ကိုကျွန်တော်အရန်ထည့်ပေးလိုက်ပါတယ်เนาะဒီနှစ်ကွက်ကိုအရန်ထည့်ပေးလိုက်မယ်နှစ်ကွက်ကအရန်ဆိုပေမဲ့ဒီအရန်ရေလို့တော့မဟုတ်ပါဘူးเนาะအရန်ရေလို့တော့မဟုတ်ဘူးဘာလို့လဲဆိုရင်ဒါလဲတူဆိုင်နဲ့တူရှိရပေါ့เนาะတူဆိုင်နဲ့တူရှိရတော့ကြောင့်အရန်ရေလို့တော့မဟုတ်ဘူးပေါ့เนาะ၃ကွက်လုံးကောင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ချင်းမိတ်ဆွေအားလုံးအခု 3D 3လုံးချက်ကနန်းလေးကို ကြိုင်နေတက်တက်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေဟောင်းမိတ်ဆွေအတင်းများအနေနဲ့တပတ်စာမွေးကနန်းတစ်ခွက်ကောင်းနော်စိတ်ဝင်စားလို့ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်စီမှာလာယူလို့ရပါပြီကဲပါကျွန်တော်ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်ဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေကန်းဆွန့်ကျင်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာ ကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တရားရှိရနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာယေရှုတင်တတ်သူအားလုံးကိုလည်းယေရှုတင်ပါလိမ့်ကဲနော်ယေရှုတင်တတ်သူအားလုံးကိုလည်းယေရှုတင်ပါလေကဲတူဒီပိတ်ရမှာကျွန်တော်ချမိတ်ဆွေအားလုံးအခုကျွန်တော်တင်ပေးလိုက်တဲ့သုံးလုံးခြေကနန်းနဲ့ပေါက်ကြပါစေလူနံတန်းနံကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်အကုန်ပေါက်ကြပါစေဗျာ